အားလုံးပဲမင်္ဂလာပါရှင်။ကျွန်တော်ရဲ့ KBP News Channel ကိုပရိသတ်များအားလုံးကိုပြန်လည်ပြီးတော့ကြိုဆိုပါရစေ။ဒီနေ့မှာတော့စာရေးသူ မေဟိန်ခန့်ဥတ္တတီပါ ရေးသားထားတဲ့မျက်စံထုံနဲ့ပုတ်ပါမယ်တော့စက်သိမ်းပိုင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါရရှင်။ဟုတ်ကဲ့ဒါဆိုရင်တော့ဇလန်းလေးကိုအခုပဲစားလိုက်ပါအောင်မယ်။မျက်စံထုံတယောက်တပည့်နှုတ်ကိုနှောက်ရက်တဲ့အော်လန်မိတ်ဆာကောင်နဲ့သူ့ရဲ့ကိုဝါတယောက်ကိုဇုံးမပြီးနောက်ပုတ်ပါတောင်ကလပ်ကိုပြောင်းလာခဲ့တယ်။နေထန်းတပြားတက်ချိန်တိုင်းအောင် ထုံးစံအတိုင်းကဘာလုံးကတ်ကျော်ဈေးလေးကလေးပေးမှာပရိစိတ်လျက်ရှိတယ်။ဝင်းကျင်ကတော်ရိပ်တောင်ရိပ်တို့နဲ့တိတ်ဆိတ်အေးချမ်းလျက်ရှိနေပြီးဈေးလေးကလေးရဲ့အနေကိုလည်းအမျိုးသမီးတို့လာနေရဲ့။မျက်စံထုံးကအဲ့ဒီအမျိုးသမီးကိုကြော်ပေးထားပြီးဖျားကိုမျက်နာမှုရင်မျက်လွှာချကပရိစိတ်နေခြင်းဖြစ်တယ်။အမျိုးသမီးရဲ့အမူအရာမှာလည်းတင်မွေပြီးတရားဘာဝနာအားထုတ်သူတွေရဲ့မျက်နာလိုအေးချမ်းလျက်ရှိတဲ့အပြင်ချော်မော့တင့်နေလာတယ်။မျက်စံထုံးပရိစိတ်နေရာကိုအနောက်ရှက်ဖြစ်မှဆိုလို့ခြေတံမပေါ်လျောင်လာခဲ့ရင် မျက်စာထွေးရဲ့နောက်ကြောဘက်မနီမိုးရီမှာထိုင်လိုက်တယ်။အဲ့နောက်ဇီဒီကလေးကိုဥချာကတော့လိုက်ပြီးမျက်စာထွေးရဲ့နောက်ကြောကိုကြည့်နေရဲ့။အဲ့ခါမျက်စာထွန်းနဲ့တစုံတစ်ခုကိုစိတ်အာရုံမှာခံစားမိရကြောင့်ဗဒီတစ်ပတ်ပြေးရနဲ့ရက်လိုက်တယ်။အဲ့နောက်ဗဒီကိုလက်မှာရစ်ခွေရင်ဇီဒီကလေးကိုလက်အုပ်ချီကတော့လိုက်တယ်။မေတော်ကြီးကိုယ်တိုင်ကြွလာတာဘယ်အရေးကိစ္စများရှိလို့တော့ကျုပ်ပါကူရမလဲ။ဒီလိုပါဆရာမြောက်တရားအကြောင်းကိုအပိုင်စီထားတဲ့ပြင်တေတီဝင်ခမုံးတွေလူယူသွားတဲ့အော်လန်မိစာကောင်ဆုံးမကျင်တာကြောင့် ဆရာတပည့်တွေကိုအရောက်ပို့ပေးလိုက်ရတာခွန့်လွတ်ပါနောက်ပြီးအထက်ပုဂ္ဂိုလ်ကြီးများညွှန်ကြားချက်နဲ့လာရောက်တွေ့ဆုံရခြင်းမှာကျုပ်တပည့်အတွက်ကိစ္စမရှိပါဘူးမဲတော်ကြီးအထက်ဝိဇာကြီးများအမှားပါတယ်ဆိုတာကိုသာယခုမိန်ကြပါဆရာတပည့်များဖြစ်တဲ့ကျော်စောနဲ့ထင်ရှားတို့ကိုကိုယ်တိုင်ဆက်သက်ဖို့အမှားပါလိုက်ပါတယ်ဆရာစီမှာခွင့်တောင်းဖို့လည်းမှားလိုက်ပါတယ်မဲတော်ကြီးကိုယ်တိုင်ဖြစ်တာကြောင့်ကျုပ်စိတ်ချလက်ချခွင့်ပြုပါတယ်တပည့်နှိုးကိုထွက်ရလန့်အတွက်ဆောင်ရှောက်ကိုင်းနေတဲ့ဝိဇ္ဇရတို့ဆိုတော့မိကွန်တစ်ခုလည်းမိခွင့်ပြုပါဆရာ။ မင်းနိုင်မယ်မဲတော်ကြီးဝိဇ္ဇာဖြစ်ဖို့အဓိကရှိတဲ့အရာတွေကိုပြောပါမြတ်တာတတိပညာတိလဉာဏ်ဆိုရဲငါးပါးရှိရပါတယ်မဲတော်ကြီးကောင်းပါပြီဆရာသူတို့နှုတ်ဦးမှာဒီ၅ရက်အတွက်ပါရမီပါရလားစွာကိုစတ်သက်ပါမယ်ကောင်းပါပြီမဲတော်ကြီးတပည့်နှုတ်ဦးရဲ့ပညာစကန်အတွက်ပါရမီဖြည့်ခြင်းကြောင့်ကျုပ်သားတို့ခေါ်ပါတယ်အဲ့နောက်အမျိုးသမီးကထိုင်နေရင်းမှပင်အခုံငွေကလေးတစ်ဖွဲပျောက်ွယ်လို့သွားတာကြောင့်မျက်စံထော်နဲ့ပရိစေဖို့ပြင်လိုက်တယ် စံတက်ချက်အမျိုးမျိုးကိုကြော်လွှားနေတဲ့ကြော်စုံနဲ့ထင်ရှားသူတပည့်နှစ်ဦးကိုတည်းအမျက်မပြတ်မြတ်တာပို့နေပြန်ပါအနောက်ဆက်ကလွဲလို့ကိုညီကွေမရှိပေမဲ့အမြင်တက်မှာမပြတ်ဆောင်ကြည့်နေဆရာကောင်းပီးသားစွာပင်တပည့်နှစ်ဦးအတွက်သူကိုယ်တိုင်ဆွတ်ဆွတ်တမန်စူးစမ်းနေခဲ့တယ်။မျက်စာထုံကိုလာရောက်မှကြပြီးစံတက်ခွန်တောင်းသူအမျိုးသမီးမှလည်းတခြားသူမဟုတ်ပေကြော်စုံနဲ့ထင်ရှားသူကိုမြောက်တရားကြောင်ရောက်အောင် ပို့လိုက်တဲ့မုတ်ဆိုးအယောင်ဆောင်ဘလူးကြီးလိုနဘလူးတို့ရဲ့တခင်ဖြစ်တယ်။ လူအတွင်နဲ့နူးညံ့သိမ်ွေပြီးတရားဘာဝနာမှာပျော်မွေ့နေသူတီလာကိုစောင့်ထိန်လို့အသားလွတ်အစားသုံးသူလျင်ယောက်ျားနဲ့တားနှုတ်ဦးတို့စိတ်ကြောင့်ကြံတန်းခဲ့ရပေမဲ့သူရဲ့နဘလူအတွင်ကို၆လမ်းပို့တာအသုံးပြတ်တတ်တဲ့ပုပ်ပားမေတော်ကြီးခေါ်မေဝနာကိုတိုင်းဖြစ်တယ်။တစ်ဖက်မှာလည်းကြော်စောနဲ့ထင်ရှားအုပ်ကမျက်စံတော်ရှိရာပုပ်ပားတောင်ကလပ်ကိုဆက်လက်ထွက်ခွာလာခဲ့တယ်။လန်ခီမှာဝမ်ပိုက်အတွင်က စာလောင်မှုဖြစ်ပေါ်လာပြီးအာဟာရမရှိသလိုခံစားလာရတယ်။မျက်စံထုံးလို့အာဟာရသိတိပြင်းမြောက်သူမဟုတ်တာကြောင့် ဒီပတ်ဝန်းကျင်ကိုလှည့်ပတ်ကြည့်ရှုလိုက်တယ်။စားစရာတစ်ခုခုထက်ရေပိုလို့လိုအပ်လာပြပြီးအကရင်တွေ၆ကက်ကက်ဖြစ်နေကြတယ်။အကိုကြီးထင်ရှားရေမစားဘူးလားဗျ။အေးခီးလဲပေါက်ခဲ့ပြီးနေလဲမြင်တော့ရေစားရဲကွာ။ငါတို့တော်ထဲမှာနေကြတော့ကနေကိုတုံးကြပေါ့ကွာ။မင်းကမြောက်ဖမ်းပေါ့။ဘလူးညင်တော်နှုတ်ဝင်စားတဲ့ထင်ရှားနဲ့ကြောစောတို့ကမျက်စံထွန်းနဲ့မတွေ့မရစိတ်ရိုင်းတွေနဲ့တော့ခိုတောင်းချမ်းခဲ့ဘူးလေ။အဲ့ချိန်ကနှိုးသားရေရှာပုံအတိုင်းကြော်စောကခဏအတွင်းမြောက်တကောင်ကိုအရှင်ဖမ်းယူလာတယ် မြောက်ရနယ်ထင်ရှားလေတမောင်ရွက်တွေကိုလောဝါအတွင်ကြိတ်ချပြီးမြောက်ပါဇက်တွေဖြည့်ထည့်လိုက်တော့တယ်မြောက်ကိုပါဇက်ပေးလိုက်တဲ့အခါအော်ရဲ့ရောင်းကန်နေတဲ့မြောက်ကလမ်းပြီးတမောင်ရွက်တွေကိုမြို့ချမိသွားတော့တယ်အဲ့ခါမှနှုတ်ဦးသားမြောက်ကိုလှုပ်ပေးလိုက်ကြတယ်အခါစားမီရဲ့မြောက်ကချက်ချင်းပင်တောင်ဆောင်ဘေးကိုဆင်းပြေးသွားကြောင်းကြော်စုံနဲ့ထင်ရှားကိုလည်းလိုက်လာခဲ့ကြတယ်ရတာခါလုံးတဲ့အတွက်တောမအမြဲနေရဲ့မြောက်ကစံချောင်းရေးအိုင်စရက်ရေရှိရဲ့နေရာကိုပြေးချင်းဖြစ်လို့ကြော်စုံနဲ့တင်ရှားလေမကြမီအချင်းတွင်စံချောင်းကလေးတစ်ခုတွေ့လိုက်ရတော့ ရေတရအေးများကြည်လင်နေပြီးကြောက်စရဲခဲကလေးနဲ့ငါတချို့ကိုပင်တွေ့မြင်နေရတယ်။ကြော်စွားရေကိုလက်ခုပ်မှယူပြီးတောက်ဖို့ပြုလုပ်လိုက်ပေမဲ့ရေကိုစစ်စစ်ကြည့်နေရင်ထင်ရှားလဲထို့အတူပင်စံချောင်းကိုကြည့်နေငါမြောက်ကိုလှမ်းကြည့်လိုက်တဲ့အခါမြောက်လဲရေကိုမတောက်ဘဲပြေးသွားကိုတွေ့လိုက်ရတယ်။ကြော်စွားလက်ခုပ်ထဲရှိရေတွေကိုတွန့်ချလိုက်တယ်။ဒါလှည့်စားထားပဲကိုကြီး။အေးကွာအစိတ်အငွေ့သက်တွေရနေရဲ့။အောင်မဲငါးကလေးတွေကူးနေရဆိုတော့အစိတ်မရှိဘူးထင်ပြီးတောက်မိအောင်ကြံစီထားတော့ကွာ။ဟောဒီမှာကြည်စမ်း ထင်ရှားငါးတကောင်ကိုစက်ကနေကောက်ယူလိုက်ရာလက်ထဲမှာပင်တက်ကိုင်းချောက်ဖြတ်သွားဟောတယ်။ကြော်စောနဲ့ထင်ရှားတို့လည်းရေဒီကိုတွေ့ပြီးမှမတော့ဖဲမျိုးသိရင်ခေးဆန်းလာခဲ့ကြတယ်။စံချောင်းအနီးကမတော့ပေမဲ့အမေကအနေကိုစီးတက်တဲ့ရေတို့ရဲ့သဘောကိုကြည့်ပြီးတောင်ကလပ်ကိုသွားရလန်းကချောင်းအထက်မှာသာရှိရမယ်လို့တွက်ဆလိုက်တော့တယ်။အဲ့လိုနဲ့ခေးဆက်ကြရင်တနည်းအားရမှာတဲ့ရင်ကလေးတလုံးကိုတွေ့လိုက်ကြရတာကြောင့်ရေရနိုင်ဖို့အခုညတောင်းကြည့်ရဲ့။အပြင်အတန်ပြူတဲ့အခါ တဲတွင်ကအသက်80ကျော်အရွယ်အဖွာကြီးတူနဲ့ဆယ်နှစ်သမီးအရွယ်ကလေးမလေးတူထွက်လာတယ်။အဖွာကြီးမှာကြော်စောနဲ့ထင်ရှားကိုအကဲခန့်လိုက်ပြီးယောဂီဝတ်တေလိုအပေါ်အောင်အညိုဝတ်ထားကြောင်းလူစိုးတွေဖြစ်ရန်မတူတာကြောင့်ကြိုးဆိုတယ်။အဲနောက်တဲတွင်ကိုဖိတ်ခေါ်ပြီးရင်းနှွေးချမ်းနဲ့ထညက်ခဲတွေကိုတဲခင်အဲ့ခံခဲ့တယ်။စားပောင်ကွဲလူကလေးတို့အဖွာမိဖို့တဲမှာထမျိုးသွားကြည့်ပါအောင်မယ်။အဖွာကြီးမှာတုံတုံရင်နဲ့ပြောရင်တဲနောက်ဖက်ကိုဝင်သွားတယ်။ကြော်စောနဲ့ထင်ရှားကိုလည်းရေအငဲပြေတော့ဖို့ ရွှေနှင်းပူပူအေးခံထားလိုက်ကြတယ်။အဲ့ဒီအချိန်ဆယ်နှစ်သမီးအရွယ်ကလေးမက ပြေးလွှားနေရင်ထင်ရှားတဲ့ကြော်စုံအနီကိုတိုးလာတယ်။အဲ့နောက်အကြံအိုးနဲ့ထညက်ခဲတွေကိုစိုက်ကြည့်နေတယ်။ပြီးတဲ့အခါကြော်စုံနဲ့ထင်ရှားကိုကြည့်ပြန်တယ်။စားကျင်လို့လားကလေးမရော့ကြော်စုံကထညက်တစ်ခဲကိုပြေးလိုက်တဲ့အခါကလေးကပါဇက်ထဲမှငုံပြီးပြစ်ထွက်သွားပြန်တယ်။ဒါပေမဲ့အင်ပြုံမရောက်လိုက်ဖဲတဲအဝါမာတင်ထိုင်ကြသွားကဘိုက်ကိုနှိပ်ပြီးလူလှိတ်အော်ဟစ်တော့တယ်အမလီဖဖဖကြီးလွတ်ပါအောင်ဘိုက်အောင စကားမဆုံးခင်မှာပင်ခလေးမရဲ့အတန်က တင်ဝင်သွားပြီးနေရာမှာပင်ပြက်လဲကျသွားတယ်။အဲ့ခါအဖွားကြီးလည်းမှုလက်စာရောက်မှပြစ်ချပြီးဟဲ့ဘာဖြစ်တာရောမြေရဲ့အမလေးငါမြေမလေးတေးပါရီတော့ဟဲ့ဟဲ့ငါမြေဟဲ့တတိထကျော်စုံနဲ့ထင်ရှားလို့မျက်စိမျက်နှာပြတ်သွားကြတယ်။ထညက်ခဲမှာပြဿနာရှိနေရတဲ့ထင်နဲ့ချက်ချင်းစစ်ဆေးကြည့်ကြပေမဲ့တာမန်ထညက်တခဲသာဖြစ်နေရဲ့အခဏအတွင်းမှာပင်လဲကျနေတဲ့ခလေးငယ်ရဲ့ပါးစပ်ကအမြုပ်တစီစီထွက်ပြီးနှကန်းနေလဲပြလာတယ်။ဒါချောင်းရီတောက်ပြီးအစိမ့်မရပဲ။ ထင်ရှားအဲ့လိုပြောနေစဉ်အဖိုးကြီးတို့ဝင်လာတယ်။အဖွာကြီးရဲ့ယောက်ျားဖြစ်အတူပြီးလက်ထရတောင်ဝေးကြီးကိုပင်ပစ်ချလိုက်ပြီးမြစ်ဖြစ်သူအနေရောက်လာခဲ့တယ်။အမလီအဖိုးကြီးရဲ့ကြည့်ပါဦးတော့ကျုပ်တို့မြေးမလေးသေတော့မယ်။ဒါဘလို့ဖြစ်တာလဲ။အမလီဟိုမှာပါတော့ဘယ်မှမသိရဲ့လူစိမ်းနှစ်ယောက်မြေးမလေးကိုဘာလုပ်လိုက်တယ်မသိပါဘူး။အခုအမြုပ်တွေထွက်နေပြီတော့မင်းတို့ကွာအဖိုးကြီးမှကြော်စောနဲ့ထင်ရှားကိုစိတ်ဆိုးပြီးခက်ဆူဆူကြည့်နေ။အဲ့ကကြော်စောကလည်းနေပါဦးဗျ။ကျုပ်တို့ဘာမှမလုပ်ပါဘူး။ ဒီအဖွားရဲ့ထညာခဲကျွေးလိုက်တာပါကြည့်ရတာချောင်းရည်တောက်ပြီးအစိမ့်မိရဲ့ထင်းနေကျွတ်တို့ကူတာပေးပါမယ်ကျော်စုံးတဲ့တင်ရှားကိုလည်းခလေးမရဲ့အသက်ကိုအမိကဲဖို့လဝါဖြန့်ပြီးတန်ကဝေကြောက်ွေရုပ်တွေကိုထွက်ယူလိုက်ကြတယ်အဲ့ရုပ်တွေကိုကင်ပြီးခလေးမကိုကူတာဖို့ဟန်ပြန်လိုက်တော့တယ်အိုးဒီရုပ်တွေနဲ့ဟိတ်ဘာလုပ်တာလဲကွာသွားစမ်းကွာလျုပ်မာရီမင်းတို့တူမအရွယ်ခလေးတယောက်ကိုရရဆက်ဆက်ကွာအဖိုးကြီးမှပြပြောဆူဆူနဲ့ရိုက်ချလိုက်ရာကျော်စုံးတဲ့တင်ရှားရဲ့တန်ကဝေကြောက်ွေရုပ်ကလေးတွေလွင့်ကျသွားတယ် ဒါအပြင်သူတို့နှစ်ဦးရဲ့မျက်နှာပေါ်ကိုလည်းလက်သီးနှစ်ချက်ဆင့်ပြီးကြာသွားတယ်။အဖိုးကြီးမှာတလောင်းနဲ့အားမရသေးပဲတောင်ဝေးကိုကောက်ယူကာနှစ်အောင်လုံးကိုရိုက်နှက်ထိုးကျိတ်တော့တယ်။မိစာကောင်းနေမင်းတို့အယုတ်တရားကဝေရုပ်တွေစွာငါသိရဲကွာငါနေမြင်မှာဒါကြီးလာမတုံးနဲ့ဟိတ်မရဘူးကွာတိစမ်းကွာတိစမ်းအဖိုးကြီးရဲ့ထိုးကျိတ်ရိုက်နှက်ချက်တွေမှာတာမန်လူတို့ရဲ့ခွန်အားထပ်ပေါ်နေတယ်။ဒါအပြင်အစွမ်းထက်လာတဲ့တန်ကိုရီကြောက်ကိုရီအယုတ်တီမှာအစွမ်းတက်တီမရှိတော့အောင်ကိုလေထူဆန်းစွာတွေ့ရပြန်တယ်။လူတက်ကောင်နေ မင်းတို့ငါတက်မယ်အဖိုးကြီးမှလက်ထဲမှာကင်ထားတဲ့တောင်ဝေးကြီးနဲ့အကုံတွဲပြီးကြော်စောနဲ့ထင်းရှောင်းကိုရိုက်နှက်နေရတယ်ပုံမှန်အားဖြင့်အစွမ်းထက်တိတ်တိတ်ဝင်ပစ္စည်းရေမလို့ပဲလူ၂၀ကန့်ကိုအလဲတိုက်ခိုက်နိုင်ကြတဲ့ကြော်စောနဲ့ထင်းရှောင်းကခုခံခြင်းမပြုဘဲနေမြတ်တိုင်းသားနေတယ်တို့ရရင်အဖိုးကြီးရဲ့ရိုက်နှက်မှုကြောင့်နှစ်ဖူးနဲ့မျက်နှာတဝိုက်ကွဲပြဲနေတဲ့တရားတွေကနာကျင်မှုကိုခဏတာခံစားပြီးချက်ချင်းပြန်ကောင်းနေတယ်အဖိုးကြီးမှမိနစ်20ခန့်ဆီရှိလက်ရှိရိုက်ပြီးရတဲ့အခါတောင်ဝေးကိုပြစ်ချပြီးနေရာမှာထိုင်လိုက်တယ် ဲ့နောက်ငိတ်တက်နေပြီဖြစ်တဲ့မြေဖြစ်သူကြည်နေရဲ့ကျင်းနေပြီလားအဖိုးအားရပြီဆိုရင်ကျုပ်တို့စိတ်ကူးကွင်းပြုပါခလေးအသက်ရှိနေသေးရဲ့မကျင်းနေဖို့ကမကျင်းနေဖို့ငါမြေးတည်နေရတော့မင်းတို့ကအလောင်းကိုဘာလုပ်မှလဲမိစ္ဆာနှကောင်မင်းတို့ငါမြေးတည်သလိုတေးရမယ်အေးစောင့်နေကြအဖိုးကြီးမှာဒေါနဲ့မော်နဲ့ထွက်သွားတယ်ဝေကျွေးရှိရလို့သဘောထားလိုက်ပါညီလေးကြော်ကြော်ရစိတ်မခုပါနဲ့ဆရာမြတ်တာထားဖို့မှာခဲ့ရမလားနောက်ပြီးပညာတယ်မဟုတ်ရင်ကိုယ်ဝေအစွမ်းနေမသုံးဖို့လေမှာထားပါပဲ ကျုပ်စိတ်မခုပါဘူးဗျာခလေးတို့တော့စိုးရင်သာအဖိုးကြီးလည်းမောသွားရောက်ပေါ့အဲ့ခါအဖွားကြီးကပိုက်ထိုင်းခလေးမောင်ပြစ်ချပြီးကြော်စုံနဲ့ထင်ရှားကိုမျက်စောင်းထိုးလိုက်တယ်ပြီးရဲ့ခါတင်းထရံမှာထောင်ထားတဲ့တရောင်ကန့်ရှိတဲ့ဝင်းရင်ပိုင်းကိုဆွဲကအနည်းကိုတိုးလာတယ်ကျုပ်တို့ရိုက်မလို့လားကျုပ်တို့သေသွားရင်အဖွားမီးပြန်ကောင်းလာမှာလားအဖွားကြီးကအယုတ်ကျိုးပြက်လဲကြနေရဲ့သူ့ရဲ့မြေဖြစ်သူကိုကျင်းငိုတယ်ကြော်စုံနဲ့ထင်ရှားတို့လည်းမရိုက်တော့ဘဲခက်စိမ့်စိမ့်ကြည့်ပြီးအယောက်ကြမနာခင်နင်တို့အမြန်ထွက်သွားကြပါတော့ င်းတို့မမြင်ချင်။သွားကြ။ကြော်စုံနဲ့ထင်ရှားအောင်လေစေတနာမျိုးခဏငြိမ့်စေဖို့အပြင်ထွက်လာခဲ့ကြတယ်။နှုတ်စလုံးကဒီအချိန်နီမှာရှောင်းလဲသွားလို့ရနိုင်ပေမဲ့အစိမ့်မိနေတဲ့ခလေးကိုကုသနိုင်ဖို့သာအားထုတ်ကြရတယ်။ကဝေရုပ်တည်နေဆိုရင်အဖူကြီးကလက်မခံဘူးဗျ။စီရှိမှာပါကွာ။ငေါ့စူးစားပြီးပညာဆက်နဲ့လွက်ကင်းတဲ့တခြားစီးနီကိုရှာကြအောင်ပေါ့။နော်ဦးသားအစိတ်ပါရီရေဒီစီစင်းနေတဲ့ဆန်ကြောင်ကလေးကိုပြန်ရှာကြတယ်။အစိတ်ကိုတေချာစူးစမ်းပြီးမှအစိတ်တက်ရောက်နိုင်တဲ့နေရာနဲ့ ပူအေးကိုလိုက်ပြီးကုသဖို့ဖြစ်တယ်တို့ရောင်တွင်ထူဆန်းစွာစံကြောင်းလုံးဝမတွေ့ရတော့ဘူးအဲ့ဒီအစားတစ်ပင်အောင်မှာလက်အိတ်နေရဲ့ခဘဝလူတရားကိုလက်မျက်နှာရတယ်အဲ့လူကလွဲစလွဲတိုင်းနဲ့ခေါင်းပေါင်းလဲပါတဲ့အပြင်ဆေးဆရာတွင်မြင်ရှိရာကြောင့်နှုတ်ဦးသားအနည်းကိုတိုးသွားလိုက်ကြတယ်ကြော်စော်နဲ့ထင်ရှားတို့အနည်းကိုရောက်တာနဲ့အဲ့လူကြီးမှအိနေရကထလာခဲ့ပြီးမိတ်ဆွေတို့ကဘသူရောကျော်တော်တောင်ကလပ်ကိုသွားနေရခေးသွားရပါဒီဟာဆေးဆရာကြီးထင်းနေဟုတ်ပါဗျာဟုတ်ပါဆေးဆရာငှထွားရတဲ့ဟဲဟဲ့ 66ပါအကုန်ကုတယ်ဒီလိုဆိုရင်ဖြင့်ကျိုးထိုတစ်ခုကူညီပါဆေးဆရာကြီးရဲ့ခလေးတယောက်အစိမ့်မိနေလို့အစိမ့်ဖြေစီလိုနေလို့ပါဧကနာမဟုတ်မှလည်းရောဒီကလေးချောင်းရီတောက်ပြီးအစိမ့်မိပြီထင်တယ်ဟုတ်ပါလိမ့်မယ်ချောင်းကိုလည်းကျိုးထိုမတွေ့ဘူးဗျနောက်ပြီးတစ်ပင်နေလမ်းနေရခဏခဏပြောင်းလဲနေတယ်လို့ပဲတိတ်မှန်ပေါ့ဗျာဒါတာမန်တော့မဟုတ်ဘူးလေဒီအနေနာမှာစောင့်ရှောက်တဲ့ပုံကိုရမတမာသူတွေရဲ့အန်တရောကောက်ွယ်ဖို့ခဏခဏတော်လှန်စားကြတယ်ပြီးတော့ဘလိုခံပြရအစွမ်းနေမှာအသုံးပြုလို့မရဘူး ။အော်ဒါကြောင့်ဟိုထားပါတော့ဆေးဆရာရေလက်တော်အရေးကြီးအားကြောင့်အစိတ်ဖြေစေဖြစ်ဖြစ်လူကိုယ်တိုင်ဖြစ်ဖြစ်ကြွစီကျင်ပါလေ။အစိတ်ဖြေစရာကုတုံးရှိသေးရဲ့ကွ။ရန်ကုလို့မရဘူး။ဒီတော့ကိုယ်တိုင်ကြွမှရမယ်။ကျေးဇူးတင်ပါတယ်ဆရာကြီး။ကျေးဇူးကစားလို့မရဘူးလေ။ခြေကြွက15ချက်ယူတယ်။စံတက်ခငွေ30။ဆေးဘွားကအနေနဲ့အစိတ်ဆိုတော့ပေး90။လဘလာကြီးလာကြတဲ့ကြော်စုံနဲ့ထင်ရှားအောင်လေအတပြားဆရာနဲ့ကြုံပြီးအခက်တွေ့ချောင်းရတယ်ဘလို့မှကြံ့ရမရတဲ့အဆုံးမှာဒီလိုလုပ်ပါဆေးဆရာကြီးရဲ့ တူတူဆေးဆရာကြီးရဲ့အိမ်ဒါမှမဟုတ်နေရနေရပြောခဲ့ပါတူတူအပြန်မဝင်ပြီးစေဖို့ပေးပါမယ်ခလေးအသက်မမီမှာဆိုတာကြောင့်အခုတော့လိုက်ကြည့်ပေးပါဗျာမရဘူးတော်ကြီးတောင်ကြီးလည်းဘယ်ဟာမှမသိရဲ့ယောဂီရောင်ရောင်ဘိုးတော်ရောင်ရောင်တွေကိုဘလို့ယုံရမှာလဲငထွားกว่าမရဘူးပဲဟိကျော်စောနဲ့ထင်ရှားနှုတ်ဦးသားတိုင်မရတော့တယ်ဆေးဆရာငထွားကတောင်းမှန်ပြီးခေါ်လို့လည်းမရအောင်ကျော်စောမှဆက်မပြောတော့ဘူးမူလစိတ်တွေပြန်ပေါ်သွားမှဆိုလို့ထင်ရှားထိန်ပြီးခေါ်သွားဖို့ဟန့်ပြန်လိုက်ပြီးမှဒါနဲ့ဆေးဆရာကြီး ဒီအနေနာမှာတခုခုရောင်းချလို့ရရနေရများမရှိဘူးလားကျွတ်တုံငွေစနေနေရရင်ပြန်လာခဲ့ပါမယ်ရှိရရှိရဟိုးကကုန်းကလေးပေါ်မှာကြောင်တခုရှိရအဲ့ဒီဟာသူတော်စင်လို့လို့ရသေးလို့လို့တယောက်စီမှာတွားရောက်ကြပတ်စံမပိုင်မလာနဲ့နော်အေးပြတ်တယ်ကြော်စောနဲ့ထင်ရှားရလေဘာမှမပြောတော့ဘဲဆေးစရာညှော့ပြတဲ့ခက်လန်းလန်းရှိတောင်ကုန်းကလေးပေါ်ကိုအ мян တက်လာခဲ့တယ်ရောက်တဲ့အခါကြောင်မမထိုင်နေတဲ့ရသေးလို့ပုတ်ကိုတူနဲ့တွေ့ကြတယ်ဘာကိစ္စတော့ကွ လက်ခိမှာဒုက္ခရောက်နေသူကိုစေကူတာဖို့စေဘွားကအဖြစ်ပစ္စည်းလေးတစ်ခုလက်ခံပြီးဝယ်ပေးပါဗျာ။ဘာပစ္စည်းတော့ပြကြည့်လေ။တင်ရှာလက်ထဲမှာဆွယူလာတဲ့တန်ကိုရုပ်ကိုထုတ်ယူပြီးရက်သစ်ကိုပြလိုက်တယ်။ကြော်စွာပခုံးပုတ်ပြီးမလုတ်တင်ကြောင်တားလိုက်ပေမဲ့သူတို့မှာပိုင်ဆိုင်တဲ့အရာဆိုလို့မရှိအားကြောင့်ရောင်းချဖို့ဆုံးဖြတ်လိုက်တော့တယ်။မဖြစ်မနေရောင်းရတာကိုရေးမီရဲ့ရက်သစ်ကတန်ကိုရုပ်ကလေးပါလား။ငွေ၁၀ရမယ်။ကြော်စွာနဲ့တင်ရှာတို့မျက်လုံးလေးအယောင်တောက်သွားတယ်။ရက်သစ်ကိုလည်းခက်ဆူဆူကြည့်နေလိုက်ကြတယ်။ သူတို့အတွက်အဖို့မဖြတ်နိုင်တဲ့ပစ္စည်းကိုငွေ30နဲ့တန်ကြီးဖြတ်တဲ့ရက်သေးကိုဒေါ်သားထွက်နိုင်ပေမဲ့စိတ်ကိုပြင်ဆင်ပြီးစီးဖို့ကငွေ90လိုနေရပါရက်သေးကြီးအသက်တချောင်ကဲကောင်းပါဗျာငွေရှိရင်90တော့ပေးပါမလွယ်ဘူးကငါလည်းဂံမရပစ္စည်းစုဆောင်ရတာဝါသနာပါလို့သာမင်းတို့ကိုကြီးတာဒီပစ္စည်းမျိုးကနှစ်ခုတွဲဆိုရင်ပိုကောင်းပါကြောက်ကြွေးရှင်တော့မင်းတို့တောင်းတဲ့ငွေကိုပေးနိုင်ပါတယ်ကြော်စောနဲ့ထင်ရှားလို့လေတယောက်မျက်နှာတယောက်ကြည့်ကြတယ်ဆရာဖြစ်သူစီသွားမယ်လက်ခေးမှာအနောက်ရှက်တီကြောင့် အန္တရာယ်ကိုကာကွယ်ဖို့ကဝေရုပ်တွေလိုအပ်တယ်။ဒါပေမဲ့ရတရာဈေးကိုင်းနေရကြောင့်အခက်ဖြစ်နေရတယ်။ကြော်စောလေးမထူထော့ပြီလို့လဝန်းကိုဖြန့်ပြီးကြောက်ကဝေကိုမတွမဆုပ်ပေးလိုက်တော့တယ်။မင်းတို့မှအစုံလိုက်ရှိနေရပဲ။ဒီမဲ့ရတဲ့ကြီးကျွတ်တို့အစုံလိုက်တော့မရောင်းနိုင်ဘူးဗျာ။ဒီတန်ကဝေကြောက်ကဝေတွေကိုထားခဲ့မယ်။ကျွတ်တို့အပြန်မှာငွေ900တိတိနဲ့ပြန်လဲယူမယ်။ဘလို့လဲ။ရတဲ့ကြီးကအတန်းကြောင်စဉ်းစားလိုက်တယ်။ဒီလိုလဲမစိုးပါဘူး။ဒါပေမဲ့ပြန်မရွေးခင်မင်းတို့အယုတ်တွေကိုအပိုင်ပေးခဲ့ရမှာနော်။ရော့ဒီမှာငွေ90 ယသိကြီးကကြော်စောကိုကွန်ရက်ထဲကဆယ်တန်၅ရက်ထုတ်ပေးလိုက်တယ်။အပိုင်ပေးခဲ့ရမယ်ဆိုတဲ့အတိုင်းတန်ကဝေကြောက်ကွေတို့ကိုယသိလက်ထဲလွှဲပေးခဲ့ရပြီ။ gain တန်ကဝေကြောက်ကွေတို့ရေငေါ့ပြန်လာပြီ။ဟော်ဒီယာယသိကြီးစီကပြန်မရမချင်းသူ့ကိုမင်းတို့ပိုင်ရှင်အဖြစ်စောင့်ရှောက်ပြီးဒီမှာနေကြတော့ကြော်စောနဲ့တင်ရှောက်လေငွေ90ယူလာပြီးဈေးဆရာကြီးနဲ့တွေ့ပြန်တယ်။ဈေးဆရာကငွေသားပေါင်ပေါင်မေးပြီးငွေမျက်နှာနဲ့အစိတ်ဖြေစီကိုထုတ်ပေးရတယ်။ဝစီပိုင်းကလေးကိုတစ်ဖက်အစစ်ပိန်နဲ့ အဆိုပါပြီးစေချတော့အဖြစ်ပြုလုပ်ထားတဲ့အရာဖြစ်တယ်။ကြော်စောင်းတဲ့တင်စားကိုလည်းအစိတ်ဖြည့်စေယူပြီးအဖိုးကြီးအဖွားကြီးတွေရဲ့တဲကိုပြန်လာခဲ့ရော်တယ်။ခလေးမှာအစိတ်မိထားကြောင့်အချိန်မမီရင်အသက်ဆုံးရှုံးရမှာဖြစ်တာကြောင့်အမြန်ပြန်လာခဲ့ရင်လက်ခီးတနေရာကိုရောက်တဲ့အခါငါလက်ကလွတ်ပြီလားဟိစုံကြပြန်ပြီပေါ့။တောင်ဆောင်တနေရာကဆင်းလာသူကမြောက်တရားကြောင့်မှမျက်စံတော်ကိုယ်တိုင်မောင်းထုတ်ခဲ့ရတဲ့အော်လန်မိတ်ဆာဖြစ်တယ်။တော်ဆောင်တဲ့အယောင်ဆောင်ပြီးတိတိဝင်ကမုန်းနေလဲခိုးယူထားသူဖြစ်တယ်။ ျော်စောနဲ့ထင်ရှားလို့အချိန်မမီမှာဆိုအားကြောင့်မြန်သွားနေရခြင်းအနောက်ရှက်ကြုံတာကြောင့်စိတ်ပြတ်သွားတယ်။ခမင်းနဲ့စကားမပြောချင်ပေမဲ့ကျုပ်ပြောတာနားထောင်မအောင်ကျုပ်တို့ကလေးတယောက်အသက်ကိုအချိန်မီကယ်ဖို့လိုတယ်။ခမင်းနဲ့ရှင်ပြိုင်နေဖို့အချိန်မရှိဘူးဗျ။ဒီတော့မကြင်နဲ့ဘူးဆိုရင်ဒီမှာစောက်မှာကျုပ်တို့ပြန်လာခဲ့မယ်။ရုံကျင်စရာမကောင်းပေမဲ့မင်းတို့မှာတန်ကဝေကြောက်ကွေတွေမရှိဘူးဆိုတော့ငါလက်ကမလွတ်ပါဘူး။သွားကြသွားကြ။ယောက်ျားကြီးဆိုရင်ပြန်လာခဲ့ပေါ့ကွာ။ငါလည်းတွိုင်းလိုက်ရင်စုံဖြစ်တာပါအလုပ်ရှိသေးတယ် ကျုပ်တို့နေမဝင်ခင်ပြန်ခဲ့မယ်။ကျော်စော်နဲ့ထင်ရှားအောင်လေနေရာကလှည့်ထွက်လာခဲ့ပြီးအဖိုးကြီးနဲ့အဖွားကြီးရှိရာတဲကိုပြန်လာကြတယ်။အင်းရှိရအဖိုးကြီးကသူ့တို့နှစ်ဦးကိုမျက်နှာနဲ့မိစ္ဆာနှစ်ကောင်းလို့ဆိုကဒေါသတကြီးနဲ့ဓမာကြီးကိုင်ပြီးပြေးလာတယ်။ကျော်စော်နဲ့ထင်ရှားအောင်လေရပ်ပြီးကြည့်နေကြတယ်။ပြန်လေခုခံခြင်းတင်းရှောင်ခြင်းမပြုရင်အန်တရပြုသူမှရတန်သွားတဲ့သဘောရှိတယ်။အဖိုးကြီးကဓာတ်ကိုရွေးပြီးကျော်စော်လက်ထက်ကစေးကြည့်တော့ကိုကြည့်ရဲ။ဘာလဲမင်းတို့ဘာတွေဒုက္ခပေးမလို့လဲ။ပေးစမ်း အဖိုးကြီးကစေးကြည်တော်ဝက်စစ်ပိုင်းကိုဆက်ခနဲလှုပ်ပြီးအောက်ပြစ်ချရင်မပြောမစုံနဲ့ဓာတ်ကိုရွေပြီးခွဲလိုက်တော့တယ်။အဲ့ခါဝက်စစ်ပိုင်းကတဲ့ရီထွက်ကြလာတယ်။ကြော်စောနဲ့ထင်ရှားကိုလည်းစေးစရာလူလိန်နဲ့စုံခဲ့ပြီလို့သဘောပေါက်လိုက်ကြရတယ်။အဖိုးကြို့တို့ခမည်းမကြီးရဲ့အသက်ကိုကဲဖို့စေးသွားရှာပါ။မြင်တဲ့အတိုင်းပဲစေးစရာကလူလိန်ဖြစ်နေရဲ့။ကြို့တို့လည်းနောက်ကျနေမှုမစစ်ဆေးခဲ့ရဘူး။ဒီတော့ခမည်းကြို့တို့ဘာလုပ်မလဲ။တတ်မလား။အဖိုးကြီးမှမြေဖြစ်သူကြောင့်စေးမကောင်းဖြစ်နေပြီးမြေရည်တွေလည်းကျနေရဲ့။ ကျော်စောင်းနဲ့ထင်ရှားတို့ကိုလည်းဓာတ်နဲ့ပိုင်းဖို့ရွယ်လိုက်ပြီးမှမခုတ်ပဲငိုနေ။အချိန်မရှိတော့အောင်အဖိုးကြီးရဲ့ထောက်အောက်ကနှုတ်ဦးသားဖြတ်ကျော်လာခဲ့ပြီးတဲအတွင်းဝင်ခဲ့တယ်။တဲကလေးပေါ်မှာအစိတ်မှွန်ပြီးပြနှန်းနေတဲ့ကလေးကိုပလက်လှဲထားတယ်။ဘေးမှာလည်းအဖွာကြီးကငိုနေ။ကျော်စောင်းနဲ့ထင်ရှားတို့လည်းစီဝါမရှိတော့အောင်ကုသဖို့တွေးရခက်နေခြင်းနောက်ဆုံးအနေနဲ့မျောနေချက်တစ်ခုသာရှိတော့တယ်။ရိုးစရာရှိကိုအမုတ်ခွက်နဲ့ခတ်ယူလာခဲ့ပြီးထင်ရှားကငါတို့ ငေါဆရာထံတွားရလန့်ခေး၌အသက်ကိုကာကွယ်ရဖြစ်သောကြောက်ကိုဝေတန်ကိုရို့ဆုံ၍ခလေးအသက်ကိုကဲဝန်းသည်အီမန်သောစကားကြောင့်တစ္ဆာတီသောဤရေသည်အစိတ်ကိုဖြစ်တတ်သည့်ဆေးဖြစ်ပါစေသာပုပ်ပါတောင်ကလပ်မှရှိနေရဲ့မျက်စာထောမှာစိတ်အာယုံမှာတပည့်နှစ်ဦးရဲ့တစ္ဆာကိုနားထောင်ရင်ပြုံးနေတော်တနေရာမှာတင်းငိအေဂျင့်နဲ့မျက်နာနဲ့အမျိုးသမီးတူကလည်းပြုံးလိုက်တယ်ကြော်စုံနဲ့ထင်ရှားကတစ္ဆာရေးကိုခလေးပစက်ထဲအနေငယ်လောင်းပြီးမျက်နာကိုလည်းရေနဲ့တောက်လိုက်တယ်အဲ့နောက်ခြေရင်ကောင်းရင်ထိုင်ပြီး ဘိုးစင်ကတော့ပရိတ်တော်ကိုပြန်တူရွတ်ဖက်လိုက်ကြတယ်။ခဏကြာမှပင်ကလေးငယ်ကပါဇက်အတွင်းကအစိတ်ရည်တွေစီးကျလာပြီးချက်ချင်းထထိုင်တော့တယ်။အစိတ်တရားရေလိုပင်ရှိပြီးအငွေအနှင်းငယ်ပင်ထွက်နေရော်တယ်။ပြေးဝင်လာတဲ့အဖိုးကြီးနဲ့အဖွားကြီးတို့လည်းမြေဖြစ်သူပြန်ကောင်းသွားကိုဝမ်းသာအားရနဲ့ပြေးပွေပြီးစကားတွေမေးမြန်းပြောဆိုနေကြတယ်။အဲ့ဒီချိန်မှာကြော်စောနဲ့ထင်ရှားအောင်နှုတ်မရှိကြတော့ပြီတော်ဆောင်နဲ့အယောင်ဆောင်ထားတဲ့ကမုံတခုအောက်လန်းမိစာကောင်စောက်နေမဲ့နေရာကိုပြန်ကြတယ် နေဝင်လို့နေနေအချိန်ရောက်တဲ့အခါအောက်လန်းကောင်လည်းအမှန်တကယ်စောင့်နေအောင်ကိုတွေ့ရတယ်။ကြော်ဆောင်တဲ့ထင်းရှားကိုလည်းအရောက်သွားပြီးရက်ကြည့်နေချင်းအောက်လန်းကောင်ကသူ့ရဲ့နှွယ်ကွင်းတို့တောင်ဝေးကြီးကိုကရင်တွေ့ရွေ့တိုးလာတယ်။တတိကောင်သားပဲ။ကဲပွဲလေးစားလိုက်ရအောင်။ပွဲစားမယ်ဆိုရင်တော့ကျုပ်လည်းပါမရလိမ့်မယ်။အောက်လန်းကောင်ရဲ့နောက်ကျောမှာကြော်ဆောင်တဲ့ထင်းရှားကိုတွေ့ခဲ့တဲ့ရေသေးကြီးရောက်နေတယ်။ရေတီကြီးကတန်ကွေကြောက်ကွေတို့အမိတ်ပြန်ပြီးပန့်ရှင်အမှန်လက်ထဲကိုထည့်ပေးလိုက်တော့တယ်။အဲ့နဘလူးဆယ်ကောင်ကန်ကအနေမဝင်းရလိုက်ကြပြီး ပုပ်ပားမေတော်ကြီးကိုတော်တိုင်းရောက်ရှိလာကြောင်းအောက်လန်းကောင်းလေအနေငယ်မျက်နှာပြတ်သွားဟောတယ်။အဲ့ချိန်အောက်လန်းကောင်းမှာတပတ်ကိုလှည့်ထွက်ဖို့ပြင်လိုက်ပေမဲ့တော်ဆောင်နဲ့ကအချွေရန်နေတဲ့အတူပိတ်ဆို့ထားလိုက်တယ်။ထွက်ပေါက်ဆိုလို့လေအထက်မှသာရှိတော့အကြောင်းတောင်ဝေးကိုဆောင်ပြီးပျောက်ကွယ်သွားတယ်။အထက်ကိုပြန်တက်ဖို့ကြံစီပေမဲ့ခဏအတွင်းမှာမြေပြင်ပေါ်မှာအင်းတစ်ခွက်ထန်လာပြီးအဲ့ဒီအင်းအလေကိုအောက်လန်းကောင်းပြုတ်ကျလာခဲ့တယ်။မြေပြင်ပေါ်ကအင်းခွက်ကစက်ကျိုးဖြူရည်နဲ့ဖြစ်ပေါ်လာကြောင်း ကျော်စောနဲ့ထင်ရှားလဲအထက်ကိုမော်ကြီးရဲ့အခါဆေပါသောတိတိကိုပြည်စီရဲ့မျက်စံထွားအာကာသာတိတိတကုန်းနဲ့ကောင်းကင်ကီကကြွလာခဲ့ရတယ်။အောက်လန်းကောင်ရဲ့လက်အတွင်းတိတိဝင်ကမုန်းတွေကိုလည်းကျော်စောနဲ့ထင်ရှားကယူထားလိုက်တယ်။အဲ့နောက်အောက်လန်းကောင်ပုတ်ပါမယ်တော့ကြီးစီအပ်လိုက်တယ်။ရတိကြီးရလည်းမေတော်ကြီးအကူကြီးတောင်းတာကြောင့်ကဝေရုပ်တွေကိုလက်ခံခဲ့ကြောင်းပြောပြီးပြန်သွားရတယ်။တောဆောင်နဲ့လေပျောက်ွယ်သွားတဲ့အခါမျက်စံထုံးကတောဆောင်ကလေးပေါ်တက်သွားတယ်။အဲ့တောဆောင်ကလေးတစ်လျှောက်ကျော်စောနဲ့ထင်ရှားလိုက်လာခဲ့ပြီး အထက်ကိုရောက်တဲ့အခါဖះရှင်မြေတော်နဲ့ကဘာလုံးစည်တီကလေးကို တွေ့လိုက်ရရတယ်။ပုပ်ပါတောင်ကလက်ကဒီနေရာမှာသာရှိနေရကိုသဘောပေါက်လိုက်ကြတဲ့ကြော်စောနဲ့ထင်ရှားဖို့မှာဘေးဝဲရကိုလှက်ပက်ကြည့်ရှုနေတယ်။အဲ့ဒီချိန်မျက်စံတော်ကဖះရှင်မှာသူတို့ကိုမျက်နာမူပြီးထိုင်နေရကိုတွေ့ရကြောင်းဆရာစီချင်ကပ်လိုက်ကြတယ်။ကြော်စောနဲ့ထင်ရှားနှစ်ဦးလည်းဆရာဖြစ်သူရဲ့ရှေ့မှာထိုင်လိုက်ကြပြီ။ကျုပ်တို့အတွက်ဆရာကိုယ်တိုင်ကူညီပေးနေရဲ့ထွက်ရက်ကိစ္စအတွက်ဘာများကူညီရမလဲဆရာ။အလုံးအစင်သိရှိပါရဲ့ကွာ။ အထက်ပုဂ္ဂိုလ်ကြီးနဲ့တွေ့ဆုံပြီးပြီးအဘဘုံမင်းကောင်ကိုတိုင်လမ်းပြခဲ့တဲ့အပြင်အဖိုးလည်းရောက်လာခဲ့တယ်ဒီမှာအဘပြည့်ရဲ့ပရပိုက်မျက်စံထော်နဲ့တပည့်အိမ်နဲ့အတူစူးစမ်းရယူခဲ့ရတဲ့ပညာရဲ့ဆိုင်ရာပရပိုက်ဆိုရဲပိစာရွက်ကလေးကိုထုတ်ပြလိုက်တယ်တပည့်နှုံးမှလည်းဝိစာပရပိုက်ဆိုလို့ပညာရက်တွေများစွာရေးသားထားတဲ့ထွက်ရက်ပေါက်ကြံကြီးလို့ထင်မိမယ်ပြရွက်လက်ကလေးဖြစ်နေလို့အားတဲ့နေရဲ့ဆရာဆရာတရုတ်တေးယူလိုက်ပြီးဖတ်ကြည့်ရအခါကြားမြင်ကိုယ်လုံးစိစက်ထုံဟုကုံလုံးတက်မှထွက်ကိစ္စ ဲ့လိုသာရေးသားထားကိုတွေ့ရတယ်။နားမလည်ရကြောင့်ဆရာကိုမေးချင်ဟောတယ်။ဘာလို့ဆိုလိုရလဲဆရာ။ဒီလိုပါအကြာမြင်ကိုလုံးကိုကန်စေပညာစက်ကျိုးအတက်ထုံကူးချင်းစွာတွေကိုဆိုလိုတာပါ။ဒီငါးမျိုးအတွက်မင်းတို့ခရီးဆောင်အောင်ဆက်လျှောက်ကြရလိမ့်မယ်။အဲ့ညာရင်ချင်းတပည့်နှုတ်ရဲ့လမ်းစဉ်၅ရက်တဘောကိုအတိုးချုပ်တင်ကြားပေးလိုက်တယ်။ကိုတိုင်ကြင့်ကြံအားထုတ်နေရကိုလည်းပေးလိုက်တဲ့အပြင်တခြားသောနေနေထိုင်နေကိုပါတိကျတင်ကြားပေးခဲ့တယ်။ကျွတ်တူဆွဲရှိပါရဲ့ဆရာ။ ောက်ပြီးဆရာရှိနေရပဲဆက်ပြီးစူးစမ်းပါမယ်ဒီစကားကိုကြားတဲ့အခါမျက်စက်ထွားထိုင်ရာကနေဖြင်းညင်းစွာထနာခဲ့ပြီးကြော်စောနဲ့ထင်ရှားကိုကြော်ခိုင်ရင်ကောင်းခါရယ်လာရောက်ကဖះရင်မြန်မာဖြာကြလျက်ရှိရယ်ထိုက်တင်းတလာကုနေခဲ့ပြီးပါပြီငါတပဲတို့ဆရာတိတခေါမင်းတို့နဲ့လိုက်ခွင့်မရှိတော့ဘူးဒီစကားကိုကြားတဲ့အခါကြော်စောနဲ့ထင်ရှားတို့တရားမျက်နာတရားကြည့်လိုက်ကြရယ်အဲ့နောက်ဆရာဖြစ်သူရဲ့နောက်ကျောကြည့်ရင်ခဏတာတွေ့ဝင်နေကြရယ်ညောင်ပြန်လေးအေးတို့ကဆရာတပည့်၃ဦးကြာတွေ့ဝေးလျက်ရှိရယ် ိမ်ဖုံတဲ့လမ်းရောင်ကအနေငယ်မင်းမင်းသွားရတယ်။မျက်လုံးကန်းသူကိုကြိုးတန်းတဲ့ဖွဲလက်ပြခဲ့သူခဏရအလဲမှာပင်မန်းသူကိုမြေချောင်းပေါ်မှာချမ်းသာစေသူဆရာကိုကျွတ်တို့ကျေးဇူးမမေ့ပါဘူးဆရာ။ပြန်ဆုံတဲ့အခါဆရာတပည့်နှစ်ဦးဒီထက်ထူးစေရမယ်လို့ကတိပေးပါရဆရာ။ကြော်စုံနဲ့တင်ရှာအောင်မှာဆရာဖြစ်တဲ့နောက်ကျောကိုဦးချကြော်လိုက်ကြတယ်။ဆရာလမ်းပြရဲ့နိလန်းနဲ့ကျင့်စဉ်နေလို့လေတောင်းမိမိရှိကြတယ်။မျက်စာထွားလေ။တာရုတာရုတာရုငါတပည့်နှစ်ဦးပညာလမ်းမှာ အမအမှန်ကိုညံနေဆင်ကျင်နိုင်တဲ့ပုဂ္ဂိုလ်တို့များဖြစ်ပါစေကွာလန်ခီမှာဂိူးဆိုင်ကြပြီးတော့ဟုတ်ကဲ့ပါဆရာသွားပြေဦးတော့တန်ကဝေနဲ့ကြောက်ကဝေမင်းတို့နဲ့ရေဆက်မကုန်သေးပါဘူးကွာပညာဆုံးတဲ့အခါမှာဒီစကဝါမျိုးပြန်ခဲကြပေါ့ငါဆရာပရိစေရင်ခီးထိတ်မှစောင့်နေရင်မယ်ကိုင်းသွားကြတော့အရှိအနေဝန်ထွက်တဲ့အချိန်မှာဆရာဖြစ်သူမြတ်စာထုံးကပတိကိုစေရင်ပျောက်ကွယ်သွားပြီဖြစ်လို့ကြော်စောနဲ့ထင်ရှားလို့ပိုပားတောင်ကလကနေပြီးညနေသမျှဝင်းချင်တခွင်ကိုကြည့်လိုက်ကြတယ် ဆရာမရှိပေမဲ့ဆရာပေးရဲ့ခွန်အားရည်နဲ့အာမန်အပြေရှိနေကြပြီးပုပ်ပါနှတ်တောင်ကိုစွန့်ခွာလို့လူတို့နေရာကိုခြေလှမ်းစားခဲ့ကြဟောတယ်